အားလုံးပဲမင်္ဂလာပါ Forever Kanda Facebook နဲ့ TR YouTube Channel တို့ကလည်းကြိုဆိုပါရစေ။အဲဒီကနေ့မှာတော့ကျွန်တော်အာဆင်နယ်တင်းနဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာလေးတွေဒါလည်းနေ့လောက်ဆွေးနွေးသုံးသပ်ကြည့်အောင်။ဒါအရင်ဆုံးအနေနဲ့ကျွန်တော်တို့တွေဒါပြီးခဲ့တဲ့စက်တင်ဘာလတစ်လအတွင်း ောင်းဆုံး goal ပေါ့လေဒါအကောင်းဆုံး goal နဲ့ပတ်သက်ပြီးတော့ဒါစူပေးပွဲ Premier League ရဲ့စူပေးပွဲပြုလုပ်တယ်ဒီစူပေးတဲ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ Arsenal အသင်းကဒါ Superman Di ကလည်းဒါ Superman Di ရဲ့ goal ပေါ့လေဒါ Superman Di က Nottingham Forest ဘက်ကိုဒါ twin ခဲ့တဲ့ goal ဒါတောင်းကဘောကနေမှာ second ball ကျလာတယ်ပေါ့ဟုတ်ဒါမြင်မြင်မကြပေါ့လေဒါကန် twin သွားခဲ့တဲ့အလုံးကလည်းဒါ ပရီးမီးယားလီးရဲ့အကောင်းဆုံးဂိုးတွေထဲမှာတကိုးပါဝင်ခဲ့တယ်။ဒါအခုစတင်ဘာလတလအတွင်းအကောင်းဆုံးဂိုးဆိုလို့ရှိရင်သူကတကိုးပဲရွေးတာ ਉਹ ဒီတကိုးပဲရွေးတဲ့တဲမှာတော့ဒါကျွန်တော်တို့အာဆင်နယ်တင်းရဲ့ဆူပီမန်ဒီရဲ့ကန်ချက်နဲ့ဒါဂိုးရရှိခဲ့တယ်။တော်တယ်ဖော်ရော့ကိုဂိုးသွင်းယူခဲ့တဲ့ဂိုးကဒါစတင်ဘာလတလအတွက်အကောင်းဆုံးဂိုးဖြစ်ရွေးချယ်ခံရတယ်။ဒါတော့ဇူဘီမန်ဒီနဲ့ပတ်သက်ပြီးတော့ကိုလေဒါကျွန်တော်အာဆင်နယ်အသင်းမှာဒါဒီယာဒီမာကစားသမားအသစ်ရောက်လာတယ် ဒါထူးထူးခြားခြားပဲဒါဒီယာဒီဒါယာဒီအစပိုင်းမှာလည်းကဒါဇူဝီမန်ဒီရဲ့ဒါလုံနိုင်စွမ်းနေနေဒါသူ့နေတူးချင်းစူးတစိတ်ဒါရရှိခဲ့တယ်လို့ဒါကျွန်တော်အနေနဲ့ဒါသတ်မှတ်လို့ရတယ်ဒါပြောရဆိုလို့ရှိရင်ဇူဘီမန်ဒီအနေနဲ့အာဆင်နယ်အသင်းကိုစရောက်လာကတည်းကဒါဘယ်လိုပြောရမလဲသူ့အနေနဲ့ဒါ pre season tour တွေမှာရောဒါအခု premier league ပွဲစဉ်ရော champion league ပွဲစဉ်ရော carabao cup ပွဲပြိုင်ပွဲစုံအာဆင်နယ်အသင်းကဒါ စုစုပေါင်း10ပွဲထိထိကံပြီးွားတဲ့အချိန်မှာဒါဆိုပြီးမန်ဒီရဲ့စွမ်းဆောင်ရည်ရလဲဒါတကယ်ကိုကျွန်တော်တို့အာဆင်နယ်သင်းဒါမတ်မောလောက်ဆရာကျွန်တော်ပြိသက်တွေသဘောကျလောက်ဆရာခြေစွမ်းမျိုးဒါပြသထားတယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်ပါတယ်โอเคပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ဒီဒါအခုဆိုလို့ရှိရင်တော့ပြည်သက်တွေကြားရမှာပေါ့လေဒါကသတင်း ဆိုတာထက်ဒါဘယ်လိုပြောရမလဲကျွန်တော်တို့ဒါပြိသက်တော်တော်များများဒါပြောနေကြတဲ့ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲ Chelsea အသင်းကဒါ Kaiseido နဲ့ကျွန်တော်တို့ Arsenal အသင်းက Declan Rice ပေါ့လေဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ညှင်းခုန်နေကြတဲ့ အမြင်နေအများကြီးရှိတယ်ဒါဒီအမြင်နေနဲ့ပတ်သက်ပြီးကျွန်တော်ဖတ်မိရတဲ့လောက်တည်နေအရာဒါပဲအခုကတော့ဗျာရှင်းရှင်းလေးပဲပြိသက်တွေကတော့ဒါသူတို့အာဆင်နယ်ကစားသမားဆိုလို့ရှိရင်တော့အာဆင်နယ်ပေါ့လေဒါချက်စီးဆိုလို့ရှိရင်လည်းချက်စီးကစားသမားချက်စီးပြိသက်တွေရဲ့ချက်စီးကစားသမားအကောင်ဆုံးပဲလို့ဒါပြောကြမှာပဲဟာကျွန်တော်တဦးတယောက်အမြင်ဒါဒီနေရာမှာကျွန်တော်ဆုံးဘလို့ပြောမလဲနည်းနည်းတော့သုံးသက်ကြည့်ချင်တာပေါ့လေကျွန်တော်တဦးတယောက်အမြင်အရဆိုလို့ရှိရင်ကိုင်စီတူက ဒါဘယ်လိုပြောရမလဲ Chelsea ကိုစရောက်ထဲကဟိုဘယ်လိုပြောရမလဲလောက်လောက်လာလာလုံးပြနိုင် လောက်တဲ့ရာသီတစ်ခုကိုသူ့အနေနဲ့မပိုင်ဆိုင်ထားသေးဘူးလို့ကျွန်တော်နေရတော့မြင်မိတယ်။အာဘာလို့လဲဆိုရင်ဒါအခုမှဒါကျွန်တော်တို့ဒါ Liverpool ဘက်ကိုသွင်းယူရတဲ့ goal ကတကယ်ကို war rate goal တကူဆိုတော့ကျွန်တော်တို့ပြိတ္တတိုင်းလက်ခံရမှာဖြစ်တဲ့တိုင်အောင်ဒါ Kaisido အနေနဲ့ဒါ Chelsea ကိုစရောက်လာခဲ့တာ။ဒါအရင်တော့ဆို Kaisido ကိုကျွန်တော် Arsenal ကခေါ်မယ်ဆိုတဲ့သတင်းတွေတောင်ဒါထွက်ခဲ့တာ။ဒါပြီးတော့မှကျွန်တော်တို့ Arsenal က ဒါဘယ်လိုကြောင်းလဲတော့ကျွန်တော်လည်းတေချာမသိရပဲနေဒါကိုက်စီတို့မခေါ်ပြစ်ဘူးဒါချက်စီကိုရောက်သွားတယ်ဒါကျွန်တော်အမြင်ပေါ့လေဒါကျွန်တော်ကျွန်တော်ဒီပြိတ္တတွေတဲမှာဒါချက်စီပြိတ္တတွေလည်းပါကောင်းပါအောင်ပေါ့ဒီချက်စီပြိတ္တတွေအနေနဲ့ဆိုရင်ကျွန်တော်အခုပြောတဲ့အကြောင်းအရာကိုဒါသူတို့အနေနဲ့လက်ခံချင်မှလက်ခံနိုင်လိမ့်မယ်ဒါပေမဲ့တေချာပြန်စဉ်းစားကြည့်ပါ brother ဒါ brother တို့နဲ့ brother တို့ brother တို့ချက်စီအတင်းကကိုက်စီတို့နဲ့ပတ်သက်ပြီးတော့တေချာပြန်သုံးသပ်စေချင်တယ်ကျွန်တော်အာဆင်နယ်က ဒက်ကန်ရိုက်စ်နဲ့ဒါကိုင်စီရိုးနဲ့ရှင်တဲ့နေရာမှာအခုဆိုလို့ရှိရင်ဒါဘယ်လိုပြောရမလဲမပြီးနိုင်တော့ဘူးဗျာတည်ရမလားကျွန်တော်အမြင်ကတော့ဟာမပြီးနိုင်တော့တယောက်ကတမျိုးပြောတယောက်ကတမျိုးပြောတော့မပြီးနိုင်တော့ကျွန်တော်အမြင်ကိုပဲဒါအခုချိန်မှာကျွန်တော်ပြောသွားမယ် ကဲဒီလိုအနေနဲ့ကဒါခြေစီကိုဆောက်ရတယ်လောက်လောက်လုံးပြနိုင်တဲ့မျိုးကျွန်တော်အနေနဲ့မမြင်ခဲ့ရဘူးဒါတချို့ပြိတ္တတွေဆိုလို့ရှိရင်အဲကျွန်တော်အာဆင်နယ်ပြိတ္တတွေဆိုလို့ရှိရင်အာမင်းကိုင်စီလိုကိုငါတို့ declare right free kick ကံလိုမျိုးကံပြပါလို့ပြောတလုံးပဲဝင်ရပြီဆိုတော့ဟိုလေလေတိုက်တဲ့ပုံစံမျိုးတွေနဲ့ဒါဘယ်လိုပြောမလဲစိန်ခေါ်တာမျိုးတွေလည်းရှိသလိုအဲတစ်ချက်ဟိုဘယ်လိုပြောမလဲတချို့ဟိုဘယ်လိုပြောမလဲခြေစီပြိတ္တတွေကြတော့လေဒါသိရမလားဟို ကိုင်စီတို့ကနောက်တန်းပဲကစားတာမင်းတို့ဟိုဟာမျိုးဒီကန်ရိုက်စ်လိုမျိုးတိုက်စစ်ကောခံစစ်ကောဟိုဟာဖြစ်တဲ့ကောင်းတဲ့ကစားသမားမျိုးမဟုတ်ဘူးအဲ့မှာတည်းကအဖြေကပေါ်ပြီဗျာတည်ရမလားရှင်းရှင်းလေးပဲဒီကန်ရိုက်ကတိုက်စစ်ကောခံစစ်ကောအရန်ကိုကောင်းတဲ့ကစားသမားဒါကိုအသင်းရပလေယာမဟုတ်လို့ပြောတာမဟုတ်ဘူးဒါစုတော့ကောင်းတဲ့ပလေယာတွေအများကြီးရှိရဆိုတော့ကျွန်တော်တို့အာဆင်နယ်ပြိတ္တတိုင်းလက်ခံနေဒါပြီးရဆိုကျွန်တော်အာဆင်နယ်မှာဆိုလို့ရှိရင်ပေါင်တန်းတရာတဲ့စဝယ်တွေတန်းတရာ105တန်းပေါ့လေနော်โอเค105တန်းတန်းစဝယ်တယ်ဆိုတော့ declare right ကြောင့်ဖြစ်လာတာ declare right ကိုအရင်ဆုံးဝယ်တာညီကိုတို့เนาะ declare right ကိုအရင်ဆုံးဝယ်ပြီးတော့မှကျွန်တော်တို့ arsenal အင်းမှာပေါင်တန်းတရတဲ့ကစားသမားဆိုတာစရှိခဲ့တာဒါပြောရမယ်ဆိုရင်ဒါအသင်းသမိုင်းတခြားပေါ့လေဒါကျွန်တော်ပြောချင်တာကအသင်းသမိုင်းတခြားပေါ့လေအရင်တော့ဆိုကျွန်တော်အသင်းကဘယ်လိုပြောမလဲဟိုတကယ်ခြေစွမ်းကောင်းတဲ့ကစားသမားတွေဝယ်တယ်ဈေးနည်းတဲ့ကစားသမားတွေဝယ်တယ်ဝယ်ပြီးတော့မြေတော်မြောက်တယ်ဒါပြန်ရောင်းစားရင်လည်းစားတယ်မစားရင်လည်းအသင်းမှာတုံးတယ်ဗျဒီလိုပုံစံမျိုးနဲ့သွားတာ အဲအခုနှစ်နောက်ပိုင်းနေမှာကျတော့ကျွန်တော်အာဆင်နယ်ကဒီလိုမဟုတ်တော့ဘူးကစားသမားကောင်းတဲ့ကစားသမားတွေကိုဝယ်တယ်ဈေးကြီးတာတွေနည်းတာတွေဘာမှမစင်စားဘူးအဓိကကအသင်းအတွက်စူဖလာအောင်မြင်ဖို့ရရှိဖို့အတွက်ပဲအဓိကအာရုံထားပြီးတော့လုပ်တယ်။ Okay ပါအဲ့ဒီနေရာမှာကျွန်တော်တို့အခုဆိုလို့ရှိရင်ဒါ declarize နဲ့ guide sheet ကိုရှင်းနေကြတဲ့အပေါ်မှာကျွန်တော်အမြင်ကတော့ C နဲ့ရေပဲဘာမှဟိုဘယ်လိုပြောမလဲဘာမှရှင်းလို့မရဘူး။ဟိုဘယ်လိုပြောမလဲ guide sheet ဟိုဘယ်လိုပြောမလဲခံစစ်မှာရမ်းကောင်းတယ်။ဟာ guide sheet က ွင်းလည်းအဖြတ်အရန်ကောင်းတယ်အရန်ကောင်းတယ်โอเคအရန်ကောင်းတယ်မင်းတို့ gain စီတို့အနေနဲ့တရားတီကိုဘယ်နှခိုးသွင်းပြီးပြီလဲဆိုတော့ပုံစံမျိုးဗျာတည့်မှာဟုတ်ဟိုကတော့ဗျာရရင်ပြောရရင်ဗျာတည့်ရမလားအဲကျွန်တော်အဲ့လိုတော့မေးလိုက်ခြင်းတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုမေးရလောက်တဲ့အနေထားမှာကျွန်တော်တို့ရှိမနေဘူးဘာလို့လဲဆိုလို့ရှိရင်ဒါသူတို့ဟိုချက်စီးအသင်းကလည်းချက်စီးအသင်းအလှယောက် ဒါအကောင်းဆုံးခြေစွမ်းနေအကောင်းဆုံးပုံစံနေပြနေတယ်ဒါဒီရဒီအစမှာဆိုလို့ရှိရင်ဒါ walk light တွေပါတယ် walk cut တွေပါတယ်ယူထားတာဆိုတော့ Chelsea အသင်းရဲ့အစုဖွဲ့ကလည်းဒါအကောင်းဆုံးအစုဖွဲ့မှာရှိနေတာဒါကျွန်တော် Arsenal အသင်းရဲ့အစုဖွဲ့ကလည်းအကောင်းဆုံးအနေထားတစ်ခုမှာရှိနေတယ်အဲ့ဒီချိန်မှာဒီကစားသမား2ယောက်ကိုရှင်နေတိုင်ရမှာတယောက်နဲ့တယောက်ကတော့အားတာချက်တည်းရတူမှာမဟုတ်ဘူးဒါအကုန်လုံးနဲ့ခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကတော့ဒါ Arsenal ပြည့်သက်ဖြစ်တာမဖြစ်တာခဏဘေးဖယ်ထားပြီးတော့ကို ကြိုက်နေတတ်တဲ့အကြောင်းအရာတွေခဏဘေးဖယ်ထားပြီးတော့ဒါကျွန်တော်အနေနဲ့ရွေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်က declare rise ကိုပဲရွေးချယ်ခြင်းနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော် Arsenal တဲ့မှာ declare rise နဲ့ဒါအဲ Zubi Mandi ဆိုလို့ရှိရင် Zubi Mandi ဆိုလို့ရှိရင်နှစ်ယောက်လုံးကဒါကွင်းလေအဖြတ်ကိုအားတန်တဲ့ကစားသမားတွေဒါဒီနှစ်ယောက်ကကွင်းထဲမှာဆိုလို့ရှိရင်ဒါ declare rise က ဒါဟိုဘယ်လိုပြောမလဲဇူဘီမန်ဒီရောပေါ့လေနှစ်ယောက်စလုံးကဒါတိုက်စစ်ကိုကောင်းကောင်းဒါ supporting ပေးပြီးတော့ကစားနေတဲ့ပုံစံဒီကဒါကိုက်စီတို့ကစားနေတဲ့ပုံစံနေနဲ့အများကြီးကွာလွန်းနေအဲတနည်းအားဖြင့်အန်โซဖာနန်ဒက်ပေါ့လေဒါ Chelsea ကအန်โซဖာနန်ဒက်နဲ့ ကျွန်တော်တို့ဒါ zoom money နဲ့ရှင်မယ်ဆိုလို့ရှင်လေဒါနှစ်ယောက်လုံးကဒါ two other jet နဲ့သူရှိကြတဲ့ဆိုပေမဲ့လို့ဒါဒီ declarize နဲ့ zoom money အတွဲနဲ့ဒါ anso funded နဲ့ kaisi တို့အတွဲကတော့လုံးဝရှင်လို့မရတဲ့အတွဲတစ်တွဲလို့ကျွန်တော်နေနဲ့မြင်ပါတယ်ဒါကျွန်တော်ညကိုရောဘလို့ထင်လဲဗျ comment မှာ welcome message ပေးဆောက်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်